ဟယ်လိုမဲမင်္ဂလာပါခုတကတော့ Adobe PageMaker မှာပါเนาะဒီလိုမျိုးစာရေးပုံမှန်ရတဲ့ sticker လေးတွေပေါ့เนาะလူအချင်းကုန်လူတက်တာလည်းပေါ့เนาะဒီလိုမျိုးလုတ်တန်ဒီလေးကိုညှို့ခြင်းပါတယ်အခုကျွန်တော်တို့မှာဆမ်းလာနှစ်မျက်နှာစာလို့ပေါ့နော်ဒီလိုမျိုးတစ်ချက်ချင်းလိုက်ရိုက်မယ်ဆိုရင်တော့အချိန်တအားကြာတာပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးအမြန်နည်းနဲ့လုပ်ရမလဲပေါ့နော်အရင်ဆုံးဒီကိုထည့်ခြင်းတဲ့မှာ အဲနာမည်တွေပေါ့နော် အတန်းတွေရတော့ဒီမှာ AZ နဲ့တွားထည့်ရမှာနော် AZ တွေကိုတွားမယ်ဖောင်းကရိုင်းမဲ့ဖောင်းကတော့ W0 ကဖောင်းလေပေါ့နော်ကိုကအမီတွေအားလုံးတော့ဒီမှာ AZ ထဲမှာရိုက်နော်အတန်းအောင်လဲဒီမှာ AZ ထဲမှာအကုန်လုံးရိုက်ပေါ့နော်ရိုက်ပြီးသွားလို့ရှိရင်ဒီ file ကို save မယ်ဆိုရင်တော့ file နဲ့ကိုတွားပြီးတော့ အဲဒါဒီမှာ save data ပဲ save နဲ့ save ပြမယ်ပြီးရင် browse ပေါ့နော်တိမ့်မဲ့နေရာယူပေါ့တိမ့်ရနေရာယူဒီမှာ desktop ထဲက list ထဲမှာတိမ့်မှာနံပါတ်ပေးမယ် file name မှာနံပါတ်ပေးမယ်အရေးကြီးတာတော့ဒီမှာပေါ့နော်ဒီနေရာလေးမှာအရေးကြီးတယ်အဲ format ကဘာရေးရမလဲဆိုတော့ csv ပေါ့နော် csv ဒီကောင်လေးပေါ့ csv ဒီဒီကောင်လေးနဲ့ပြန်သိမ်းရမှာပေါ့နော်ဒီကောင်ဒီကောင်လေးနဲ့သိမ်းရမယ်ပြီးရင်ဘာနေမလဲ save နေ save နေဒါမှကျွန်တော် save ထားပြီးသားဖြစ်နေလို့ပေါ့နော် list ကိုထပ်စစ်ခိုင်းတာပေါ့ yes ပေးလိုက်မယ် အဲ့ဒါ save ပေးချလိုက်မှာပေါ့အဲဒါဆိုရင်ရရင်အဲ့ဒါလုပ်ဖို့အတွက် site တွေ့ရခေါ်ပေါ့နော် adobe pc မြို့ကရင်တော့ရင်တော့ a0 ထဲမှာရင်ရိုက်ပေါ့နော်ရိုက်ပြီးွားရင် file new ခေါ်မယ် new ခေါ်ပြီးွားရင်ကျွန်တော်တို့ဒီမှာ page site မှာ size size ယူပေါ့ a4 ယူပေါ့နော် a4 ယူပြီးရင် orientation မှာက white ယူပေါ့နော်ဒီ option မှာအမှတ်ဖြုတ်ပေါ့နော် margin ရတာဒီမှာ0.3ထားမယ်ပေါ့နော်0.3တက်ကီတစ်ချက်ခေါ်မယ်0.3တက်ကီတစ်ချက်ခေါ်မယ်0.3ပေါ့နော်0.3ဖြစ် okay နေမယ်နော် โอเคနေပြီးပါရင်โอเคနေပြီးပါရင်ကျွန်တော်ကဘာလုပ်မှာဆိုတော့ဒီမှာ rectangle လေးတစ်ခုဆွဲပါတော့ rectangle လေးတစ်ခုဆွဲပြီးရင်ဒီမှာအဲဆွဲလိုက်မယ်ဒီမှာကျွန်တော်အကျယ်အဝါကျွန်တော် width ကိုကျွန်တော်ဘယ်လောက်ယူမလဲဆိုတော့2လက်မှ꿰ပေါ့နော်2လက်မှ꿰လောက်ယူမယ်လက်မှ꿰ယူမယ်အတားခေါက်ချလိုက်မယ်အမြင့်အောင်ကအဲဒီမှာ3လက်မှလောက်ယူလိုက်မယ်အတားလေးခေါက်ချလိုက်မယ်โอเคဒီမှာ ရပြီဆိုရင်ဒီကောင်လေးကျွန်တော်ပြန်ရွှေ့လိုက်မယ်ဒီကောင်နည်းနည်းရှင်းဒါလေးကျွန်တော်နည်းနည်းထူချင်တဲ့ element တွေကသွား stock stock ထဲမှာကျွန်တော်လိုချင်တဲ့ design လေးယူလိုက်မှာပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်ဒီမှာ dog corner လေးတက်ရှင်သေးတယ်အဲဒီမှာ assessment ရိုက်ရှာလိုက်မယ် s c h a r m a b မှာ guide map ပေါ့နော်ဒီကောင်လေးတစ်ချက်နဲ့နေပြီးကျွန်တော်လိုချင်တဲ့ phone number လေးရတော့ဒီမှာ u4 ရွှေသေးပေါ့နော် u4 ရွှေသေး phone number အများကြီးရှိပါတယ်ဒီမှာ u4 ရွှေသေးဒီမှာ share ကိုကြိုက်နေသေး ကွန်နာလေးထည့်လို့ရပါတယ်ကျွန်တော်ဒါလေးယူမယ်ဒီဘက်ကတောင်းလေးဒီဘက်ဒီဘက် select လုပ် ပြီး copy name ပြီးကိုလိုရင်တော့မပိတ်သေးနဲ့ပေါ့နော် minimize လုပ်ထားပါဘောနော်ပြီးဒီမှာ text to you dress ဆွဲပြီးတော့ပေးချလိုက်ပါဘောနော်ပြီး okay နဲ့ပေါ့နော်အဲပြီးသွားရင်ဒါလေးကျွန်တော်နည်းနည်းကြီးကျင်တယ်ကြီးကျင်တော့ဒီမှာဖောင့်ရွေးရမှာပေါ့နော်ကျွန်တော်ဒီမှာ35လောက်ထားကြည့်လိုက်မယ်နော်โอเค35လောက် ဟိုလိုခြင်းတဲ့အနေထားပေါ့နော်ဒါလေးကိုကျွန်တော် control ရဲ့ order နဲ့ပွားလိုက်မယ်ပြီးရင်တခုကိုကျွန်တော်ဖြတ်မယ်အဲပြီးရင်ဒါလေးကိုကျွန်တော်ရွှေ့မယ်ပေါ့နော်ကြီးတောင်ကြီးဝိုင်းတောင်ကြီးပါဘူးဟာကြီးတောင်ကြီးဝိုင်းတောင်ဒါလေးရွှေ့လိုက်မယ် okay ဒါလေးနဲ့ရွှေ့မယ်ဝေးဒါလေးကိုလည်းရွှေ့လာမယ်မာဇွန်တိုးလေးနဲ့ကျွန်တော်နည်းနည်းချက်လိုက်မယ်ဒီမှာကျွန်တော်တကောင်တစ်ခုမလိုဒါဖြတ်မယ်ဒါပြီးရင် final tone နဲ့ နည်းနည်းရွှေ့မယ်ရွှေ့မယ်ပေါ့နော်ဒါလေးကိုမြင်ကွင်းနည်းနည်းချုပ်မယ်အဲပြီးသွားရင်ဒီကောင်ကျွန်တော် group ဖွဲ့လိုက်မယ်နော် group ဖွဲ့လိုက်မယ်ကိုလေးရဲ့ design ရရင် group control g keyboard control ရဲ့ g ရဲ့နဲ့နေပြီး group ဖွဲ့ချလိုက်ပေါ့နော်ပြီးရင်ကျွန်တော် w0 ကဖောင်းလိုက်ရမှာပေါ့နော်ဒီမှာ t လေးကို title နဲ့ချက်လိုက်လိုက်ပေါ့နော်ဖောင်းကိုကျွန်တော်ယူလိုက်မယ်။ w01 ဖောင်းလိုက်ပဲသုံးမယ်။ အဲဒီမှာ session ပေါ့နော်အဲ session လောက်ထားလိုက်မယ်ကျွန်တော်ဒီမှာ title you dress ဆွဲမယ်ပြီးကျွန်တော်အလယ်ညီထားခြင်းနဲ့အလယ်ကပြီးဆရာကအမီပေါ့နော်အမီထားပြီးွားရင်ရွှေ့လိုက်မယ်ပြီးနောက်ခုထပ်ပွားလိုက်မယ် control key order key နဲ့ပွားလိုက်မယ်နော် control order နော် ပြီးရင်ဒါလေးကို select မှတ်ပြီးကျွန်တော်ဒီမှာအတန်းလို့ပြန်ပြောင်းရမယ် အဖောင်းရတော့ကိုကြိုက်တဲ့ဖောင်းပြောင်းပါတော့ဒီမှာကျွန်တော်ဖောင်းလေးနည်းနည်းပြောင်းလိုက်မယ်လာလာလေး W အဲ W 16ပြောင်းလိုက်မယ်ဒီဖောင်းလေးကြိုက်တယ်ဒီကောင်လည်း W 16ပြောင်းလိုက်မယ်အန်တာခေါဒါလေးယူတယ်အဲချလိုက်မယ်ဒီမှာတန်းလေးပို့လို့ရင်းဟုတ်ကဲ့လာပြီပါနော်ဒီမှာရှင်တော့ဒါလေးရပြီဆိုရှင်ကျွန်တော် ဒီလက်ဒီတဲ့တော့ sorry sorry window တဲ့ကအဲ plug in တဲ့က plug in တဲ့ကပေါ့နော်ဒီမှာကျွန်တော် show data mask ဒီကောင်လေးပဲမြင်ရလားမသိ show data mask เนาะ validate check နေဒီဝိုင်းဒီမှာကျွန်တော်ဒီမှာဒီနေရာလေးပေါ့နော်ဒီနေရာလေးတစ်ချက်နေချလိုက်ပေါ့နော်ပြီးရင် select data source တစ်ချက်နေ ပြီးရင်ကိုက file ပုံမှန်လဲဆိုတော့ desktop မှာပေါ့နော် desktop ကဒီမှာ list ထဲမှာကျွန်တော်ဒီမှာ excel file ကိုတင်ထားတာပေါ့နော်နံပါတ်တိချပြထားပေါ့နော် list ကိုရွေးတယ်ပြီးရင်ကြာလိုက်ပေါ့နော်ကြာလာတဲ့ခါကျရင်ဒီမှာကျွန်တော်တက်တူပြင်ယူမယ် MU select မှတ်မယ်ပြီးရင်ကိုပေးတဲ့ဒီကောင်လေးအပေါ်ဒီမှာမှတ်ထားပေါ့နံပါတ်လေးတော့မှတ်ထားပါဒီမှာတကယ်အင်္ဂလိပ်လိုပြထားခဲ့ပိုကောင်းတယ်ဒီမှာနံပါတ်လေးတွေပေါ့နော်ဒီမှာ select လုပ်တယ်ဒီမှာအတန်းပေါ့နော် okay အဲပြီးွားရင်ဒီမှာဒီမှာမြားလေးပေါ့နော်ဒီကမြားလေးကိုတစ်ချက်ပြန်လေးပေါ့နော်ဒီမှာမြားပုံရဲ့ခလုတ်လေးတစ်ချက်နဲ့ပြီးရင် mash record ကိုတစ်ချက်ပြန်လေးပေါ့နော်အဲပြီးွားရင်ကျွန်တော်တို့ဒီမှာဘာရွေးရမလဲဆိုတော့ဒီမှာ all record ပဲထားရမယ်ပြီးရင် record ပါ page မှာဘာရွေးရလဲ manual လေးရောက်ရွေးပြီးအဲမှာကစားကစားဆိုဖြတ်သားလေးပေါ့ဖြတ်သားလေးဘယ်လောက်ခြံမလဲပေါ့နော်ကျွန်တော်တို့0.0.1ခြံမယ်0.1ခြံမယ်ပေါ့နော်ပြီးရင် okay လေး နှိပ်ချလိုက်မယ်ပေါ့နော်ဒါဆိုရင် ကျွန်တော်တို့ဒီမှာ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘယ်နဲ့စာမျက်နှာလေး auto ရှင်းပြီးသွားပြီနော်တင်းတင်းလေးကိုအဲဒီမှာစာမျက်နှာလေး auto ဖြစ်သွားပြီပေါ့နော်ဒီမှာ auto ကျွန်တော်တို့နာမည်လေး auto လုပ်ပြီးသွားပါတယ် လေ့ကျင့်ကြည့်ပါဒီမှာတော့ကျွန်တော် AZ မှာမရိုက်ပြလို့မြင်နေတာပါတကယ်လည်း AZ မှာပါစာရည်ဒီအချက်လက်တွေရိုက်ရမယ်ဆိုရင်အနည်းတော့ကြာမယ်ပေါ့နော်။ဟောလုစီကြပါအားလုံးပဲအဆင်ပြေကြပါစေ။